တင်ဆက်ပေးမယ့်သတင်းကတော့စက်ခွန်ချန်နဲ့ကြားပလားလက်မဲ့ပြမှုကိုအဆုံးသတ်ပေတော့လေစပါနီပြကိုရာထူးမှထုတ်ပယ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။စပါတင်ဟာအတင်ရဲ့စက်ခွန်ချန်နဲ့ကြားပလားလက်မဲ့ဖြစ်နေခဲ့တာကိုအဆုံးသတ်ပေးနိုင်ခဲ့တဲ့နီးပြပိုစတီလိုဂလူကိုရာထူးကရင်ထုတ်ပယ်လိုက်တယ်လို့သိရပါတယ်။ပိုစီလိုကူဟာယူပါလိဘိုလူပွဲမှာမန်ယွန်သင်းကိုအနိုင်ယူပြီးတော့စပါတင်ရဲ့၁၉နှစ်ကြာဖလားလက်မဲ့ဖြစ်မှုကိုအဆုံးသတ်ပေးခဲ့တာပါ ယူပါလိချန်ပီယံဆူရောက်နိုင်ခဲ့တာကြောင့်ပိုစတီလိုဂလူးဟာသူကိုင်းတွေတဲ့အသင်းတိုင်းကိုချန်ပီယံဆူရောက်ပေးနိုင်ခဲ့တဲ့မှတ်တမ်းကိုဆက်လက်ထိသိမ့်နိုင်ခဲ့တယ်လို့သူကိုယ်တိုင်ကလည်းစပါတင်ကိုဆက်လက်တာဝန်ယူလိုတယ်လို့ပြောကြခဲ့ပေမယ့်စပါတင်ပိုင်ရှင်ဒန်နီယယ်လီပိုင်းကယာရုကထုတ်ပယ်ခဲ့တာပါ ပရီးမီးယားလီမှာရလဒ်ဆိုရင်ဆိုင်ခဲ့ရတာကြောင့်ယူပါလိချန်ပီယံဆူရောက်ပေးနိုင်တဲ့ကြားကပိုစတီဗူဂလူကိုရာထူးအပ်ထုတ်ပေးခဲ့တာဖြစ်ပါတယ်။ပိုစတီဗူဂလူဟာစပါတင်ကိုဘောလုံးရည်နေရသည့်ကြားကင်တွေ့ခဲ့ပြီးတရားတစ်ပွဲကင်နယ်ခွေရမှာ၄၈ပွဲနိုင်အောင်ဆက်ဆောင်ပေးနိုင်ခဲ့လို့သိရပါတယ်။ဒီသတင်းကိုတော့ညင်ကြအောင်ပြပူလာပါဗျ။